ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာကဲမင်္ဂလာပါဗျာ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ညီကိုတို့ရေနော်အဲ့တော့ဒီနေ့ကတော့ဒါ16သင်းအဆင့်တတိယရက်ပေါ်နေနော်အဲ့တော့မနေ့ညကတော့ကျွန်တော်တို့ဒါ PSG ဟာဒါ Inter Miami Messi ပါတော့ Inter Miami အသင်းကိုဒါ4-0ဆိုတဲ့ရလနဲ့ဖြုတ်ခဲ့တယ်ပေါ့လीနော်အဲ့တော့ Messi ကတော့တယောက်တည်းတော်တော်လေးတနာတနာဖို့လည်းကောင်းပါတယ်နော်လက်ရှိတုန်းက အကူရကြရမယ်အနေထားပေါ့လေဆိုတော့ကွင်းလေကဘလို့ဘလို့မှအဆင်မပြေဘူးဆိုတော့ခန်းစစ်ကတော့ပိုဆိုးတယ်ပေါ့လေเนาะအဲ့တော့လက်ရှိကတော့ဒါမနေ့ကတော့ဒါဂိုးမရခဲ့ဘူး free kick တစ်ချိန်ဒါစီးဆက်နာမှာပေါ့เนาะဆိုတော့ penalty အဆက်နာမှာရခဲ့ပေမဲ့လေเนาะ messi ဂိုးသွင်းနိုင်ခဲ့ကြမရှိဘဲနဲ့4-0ဆိုတဲ့ရလနဲ့ clean sheet ပေးပြီးတော့ psc ဟာဒါနောက်တစ်ဆင့်တက်သွားတယ်ပေါ့เนาะ quarter final ကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဆိုတော့ကျန်တာကတော့ဒါဒါ bayern munich အသင်းဟာ flamingo အသင်းကို2-4ဆိုတဲ့ရလနဲ့ဒါဂိုးပြတ်ချပြတ်ပဲနိုင်ပြီးတော့နောက်တစ်ဆင့်မှာကျွန်တော် psg နဲ့ဒါ ဘိုင်မြူးနစ်နဲ့တွေ့မဲ့အနေအထားဖြစ်ပါတယ်เนาะအဲ့တော့ဂျန်နာကတော့ဒါတစ်ဖက်မှာကဒီနေ့ကကန်နဲ့ဒါပါမီရက်စ်နဲ့ချက်ဆီးနဲ့တွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အတုပ်ကတော့အင်တာမီလန်ဖလူမီနက်စ်မန်စီးတီးအယ်ဟာလီအဲ့လေးသင်းတွေကကျွန်တော်နှစ်သင်းတွေ့ဆုံမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒါလေးကိုဒီနေ့အဲ့နှစ်ပွဲရဲ့ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးကိုဒါတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာเนาะမင်္ဂလာပါဗျာကျွန်တော်မှာဒီမှာနယ်လီနောက်ကျသွားပါတယ် brother တို့ကြီးเนาะမင်္ဂလာပါဗျာအဲ့တော့ brother တို့ကဒီနေ့ပွဲလေးမှာဘာကြိုက်လဲပေါ့เนาะမန်စီးတီးပွဲကအမှန်တမ်းပြောရရင်တော့ လက်ရှိမန်စီးတီးကနည်းနည်းလေးယုံလို့ရပြီလို့တော့ပြောလို့ရတယ်ပေါ့လေ။အားရစရာကောင်းတဲ့အသင်းမျိုးတွေမှာတော့ပါလာတယ်နော်။ကွင်းလေလေအဆင်ပြေလာတယ်။ရိုဒရီပြန်ပါတယ်။ဆော့ဒီ AC Milan ခေါ်ယူထားတဲ့ Regida တော်တော်လေးအဆင်ပြေတဲ့အနေအထားမှာကွင်းလေကတော့တော်တော်လေးအဆင်ပြေသွားပြီလို့ပြောရမှာပေါ့နော်။ပြီးခဲ့တဲ့ရာသီတဲ့ဆိုင်ဆိုတော့ CD ကစောင့်ကြည့်ရမယ်အနေအထားမှာရှိလာပါတယ်။အဲဟာလေအသင်းကတော့ AA အဲဟေးလေးလာနော်။အဲဟေးလေးအသင်းကတော့လက်ရှိဒါ Inzaghi ဂိုင်းနဲ့အသင်းဖြစ်တဲ့အတွက်တော့တတိထားရမယ်။ဒါပေမဲ့အဲဟေးလေးအသင်းမှာကအဓိကတိုက်စင်မှု မီထရိုဗစ်မပါတဲ့အချက်ဟာတိုက်စစ်အတွက်နော်အေဟေလီရဲ့တိုက်စစ်အတွက်တော်လီအထိနာစေပါတယ်ဆိုတော့တောက်လျှောက်လဲအေဟေလီရဲ့တိုက်စစ်ဟာအရန်ကြီးမကောင်းနေဘူးဆိုတော့နည်းနည်းလေးပေါ့နော်ဟိုသုံးလုံးအထက်ပြက်တဲ့ပွဲခက်ရှားရှားဖြစ်သွားတယ်နော်မီထရိုဗစ်မပါတဲ့အနေအထားမျိုးမှာဆိုတော့ ဒါကိုဒီနေ့ဘွဲမှာ CD ကိုဘယ်လိုမျိုးရင်ဆိုင်မလဲဆိုတာကျွန်တော်တို့ဒါ brother တို့ဘယ်လိုမြင်လဲပေါ့လीเนาะဆိုတော့မှန်ပြီးပါအောင်ဗျ brother ခစ်တမင်္ဂလာပါဟိန်းစော်နိုင်မင်္ဂလာပါဗျ Man City ကြိုက်လာဗျာတဲ့ brother ကျော်စင်မင်္ဂလာပါ Giggle Central မင်္ဂလာပါ Zorgi မင်္ဂလာပါဝင်းအောင်မင်္ဂလာပါတန်းစင်မင်္ဂလာပါဗျကိုကြည်မင်္ဂလာပါခစ်တမင်္ဂလာပါ ဒါဝရကိုဖန်ပါ Okay ပါ brother ကြီးကျေးဇူးပါဗျာနော် brother ရန်မင်းမင်္ဂလာပါ not too မင်္ဂလာပါ gigas central မင်္ဂလာပါမျိုးချစ်မင်္ဂလာပါနိုင်လင်းမင်္ဂလာပါအဲ rap rap guardian မင်္ဂလာပါဗျ gigas central inter go ပေါ့ကြိုက်တယ် bro okay ပါ brother တန်အဲတန်တူအောင်မင်္ဂလာပါဗျအဲဘယ်ရောက်လဲ brother nephew မင်္ဂလာပါရန်မင်းမင်္ဂလာပါဗျဘယ်ရောက်သွားလဲဆိုတော့အော်တုတ်ကြီးမင်္ဂလာပါ shine လေးမင်္ဂလာပါခစ်တဲ့မင်္ဂလာပါ အဲတန့်စင်မင်္ဂလာပါဗျ PSG ဂိုးပေါ်အပြည့်ရတဲ့နေဟုတ်တယ် brother ကြီးเนาะပထမပိုင်းကြီးမှာ4-0ဖြစ်ပြီဒုတိယပိုင်းကြီးကိုလျှော်သွားတယ်ဗျာเนาะ Dembele ပါပြီးတော့ဟိုထပ်မသွင်းတော့တဲ့အနေအထားပေါ့ဒီเนาะအမှန်တမ်းပြောတော့တံမြတ်တိုက်စစ်ကောင်းတာ Inter Miami လဲတလုံးတော့ရတဲ့နေအဲအဆုံးသက်တွေမကောင်းတာပေါ့เนาะ3-4လုံးလောက်ကိုသူတို့ဖြုံဖြုံနေအနေအထားဖြစ်သွားပါတယ်ဒုတိယပိုင်းမှာမှ Inter Miami တိုက်စစ်ကပိုပြီးအလုဖြစ်လာတဲ့အနေအထားမျိုးဖြစ်ပါတယ်ဂိုးရှိတက်တယ်လဲနှစ်ချိန်လောက်ရောက်ခဲ့ပါတယ်ဒါဘုံမကူတာပေါ့ဒီเนาะအဲ့တော့တကြံနဲ့ဒီဒီဒီ Fluminense ပွဲမှာ Fluminense ဆုံးပါအောင်ညဘာဘူးလဲ ညဘိုင်ယန်နဲ့ကန်တဲ့ပွဲကနော်ဖလာမင်ဂိုနော်ဖလာမင်ဂိုပွဲရလေဖလာမင်ဂိုတိုက်စစ်ကကောင်းနေပြာတိလားတော်တော်လေးကောင်းနေသူတို့ရတယ်နှလုံးစလုံးဟာထိုက်တန်တန်ရခဲ့တာဘိုင်ယန်ရသွားတယ်နှလုံးဟာအုံကိုနှလုံးပါတယ်ဆိုတော့လူမျိုးအနေထားမှာကန်တရားအနေနဲ့ပဲပုံချမယ်အနေထားပေါ့လीနော်ဆိုတော့ဘိုင်ယန်ခြေကကောင်းတော့ကောင်းပါတယ်တိလားဟိုအရင်ကြီးတော့လဲဟောပြောဒါပေမဲ့မနေ့ကခြေစောင်းကိုပြန်ကြည့်ရရင်တော့တစ်ဖက်က ဖလာမင်ဂိုချီကျွန်တော်ပိုကြိုက်တယ်ညပွဲမှာပေါ့လीเนาะအဲ့တော့လက်ရှိကတော့ဒါဒီနေ့ကတော့ Inter Fluminense Man City နဲ့ Ahelie ပွဲကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတော့မနေ့ညကတော့ကျွန်တော်တခြားဒီ CONCACAF မှာတော့ Costa Rica ကျွန်တော်ပြောခဲ့ပါတယ်เนาะ Costa Rica body လေးလေးအဆင်ပြေမယ်ထင်ပါတယ် USA နဲ့တလုံးတည်မှာကျွန်တော်တို့ဒါတည်နဲ့ အဆုံးတက်ခဲ့ပြီးတော့တူတူဆိုရရလည်းအဆုံးတက်ခဲ့ပြီးတော့ဒါ body ကြီးလေးတော့နော် costa rica မနေ့ကပြောခဲ့တဲ့အတိုင်း body လေးအဆင်ပြေမယ်ထင်ပါတယ်နော်အဲ့တော့ဒီနေ့ကတော့ဒါနှစ်ပွဲပြောမှာဖြစ်ပါတယ်အဲ့တော့ဒါ wine spot မှာဆော့ကျင်တဲ့ညီကိုတွေအနေနဲ့ကလည်း gobi ရဲ့ promo code ဖြစ်တဲ့ gb777 အသုံးပြုပြီးတော့လည်း100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိပါလားသိရှိလို့ပါကဒါ wine spot မြန်မာ facebook page နဲ့တို့ application သုံးဖို့ website လည်း customer service call လို့နေပြီးတော့လည်း24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါညီကိုတို့ရေနော် brother nephew မင်္ဂလာပါတင်ကိုလက်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါကျော်ဟိတ်မင်္ဂလာပါထက်မြက်အဲထက်မြက် အောင်မင်္ဂလာပါဝါဝခိုင်ဝါဝခင်လာမင်္ဂလာပါဗျနေဖြူမင်္ဂလာပါဗျဥအာကာဟိမင်္ဂလာပါတပွဲလောက်ရွေးပေးပါအောင်နော်โอเคပါ brother သေးနော် brother နေဖြူမင်္ဂလာပါရန်အောင်ဆိုးမင်္ဂလာပါရန် from Burma မင်္ဂလာပါ Zynis 1မင်္ဂလာပါ HB Mobile မင်္ဂလာပါဦးမြင့်နိုင်မင်္ဂလာပါမိုးလွင်ဦးမင်္ဂလာပါကိုငယ်မင်္ဂလာပါချိုထွန်းမင်္ဂလာပါကိုထွန်းထွန်းလင်းမင်္ဂလာပါဗျတုတ်တီမင်္ဂလာပါ DL မင်္ဂလာပါငိမ့်ချန်းကိုကိုမင်္ဂလာပါဆောဆောနန်ဦး112မင်္ဂလာပါကိုရီးယားမှာဆိုတော့အဲ့ချိန်ရောက်နေပြီ71ခွဲဆိုတော့ဟာဟုတ်ပါမလား brother သေးနော် ကိုရီးယားမှာကြမ်းလာပြီလေဘာသာရန်မင်းမင်္ဂလာပါခစ်တဲ့မင်္ဂလာပါနေဖြူမင်္ဂလာပါဥအကာဟိမင်္ဂလာပါဗျကျေတော့ကျွန်တော်စလိုက်မယ်ဗျာနော် brother လင်းကျော်မင်္ဂလာပါဥမြောင်မင်္ဂလာပါကိုမင်းမင်္ဂလာပါငိမ့်ချမင်္ဂလာပါကျေတကုံမိုဘိုင်းမင်္ဂလာပါကိုလေးမင်္ဂလာပါတိုင်ဟန်မင်္ဂလာပါလီယိုမင်္ဂလာပါမင်းနိုင်မင်္ဂလာပါကျေတော့ကျွန်တော်ဆွဲပါမယ် brother တို့ရေဆိုတော့ကျွန်တော်ဒါလေးပြပါမယ်နော်အဲ့တော့အဲ့တော့ Inter Milan နဲ့ Fluminense မှာလက်ရှိ Inter Milan Garrafon ပြန်ကြည့်ရမယ်ဆိုရင် Inter ရဲ့ ခြေစွမ်းကလက်ရှိအင်ဇာဂီမဟုတ်တော့တာပထမဆုံးတစ်ချက်သတိထားမယ်ပေါ့နော်အဲ့တော့လက်ရှိခြေဖိုးဟာပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ပါမအသင်းကနေရောက်ရှိလာတာဖြစ်ပါတယ်ပါမမှာလည်းလက်ရှိပါမအသင်းကိုအဲ့လောက်ကြီးတော့ မဟုတ်ခဲ့ဘူးဗောနော်ကောင်းတော့ကောင်းပါခြေစွမ်းတည်ငြိမ်နေအတင်းကြီးတွေတော်တော်များများကိုအခုကန်တိုင်းဆိုရင်ရှိခဲ့တယ်ပြီးခဲ့တဲ့ရာသီပါဒါပေမဲ့ရာသီအဆုံးသတ်မှာဟိုအဆင့်16နဲ့သာဂျီနတ်ခဲ့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့လက်ရှိအင်တာကိုကန်တွင်မဲ့အနေအထားမှာအင်ဇာဂီမဟုတ်တဲ့အင်တာမီလန်တော့တည်ထားစေခြင်းနဲ့လက်ရှိကန်ခဲ့တဲ့ဒီအင်တာမီလန်ရဲ့ခြေစွမ်းကတော့မဆိုးတော့မဆိုးဘောနော်ဖီဘာမှာရီဗာပလေးလို့အတင်းမျိုးကိုနော်အာဂျီတီးနားမှာလက်ရှိခြေစွမ်းကောင်းတယ်လို့ပြောလို့ရတဲ့ အာဂျင်တီးနားအသင်းကိုဒီ River Plate အသင်းကို2-0နဲ့အင်တာမီလန်နိုင်လာတဲ့အချိန်မှာဥရဝါအသင်းကိုတော့2-1နဲ့ကတ်နိုင်တာတိတ်သဘောမကျဥရဝါဆိုတဲ့အသင်းဟာချီစွမ်းတော်တော်လေးဆိုးပါတယ်နော်မွန်တေရာလာနော်မွန်တေရီလာဟိုဟိုစာဂျီရာမော့စ်ပါတဲ့အသင်းအဲအဲအဲအသင်းတော်မှမွန်တာရီလာမသိဘူးနော်4-0နဲ့ဒီဥရဝါကိုဖြုတ်ခဲ့တာဒါဟို အင်တာဟာတလုံးပေးရပြီးတော့2-1နဲ့ကတ်နိုင်တယ်ဆိုတော့တိတ်တော့အထိပ်ပဲမရှိဘူးပြာနော်ဒါပေမဲ့မွန်တာရီအသင်းကိုတော့အဲ့တော့အောက်မှာနော်မွန်တာရီအသင်းကိုတော့ဝမ်းဝမ်းနဲ့တော့ကန်ခဲ့တယ်ပေါ့လေဆိုတော့ River Plate ကိုနိုင်ခဲ့တာဟာ River Plate နဲ့ပွဲမှာအနီကတ်နှစ်ကတ် River Plate ကထိခဲ့လို့ဒါအဲဒီနှစ်ကိုးပြတ်နဲ့ပွဲပြီးခဲ့တယ်လို့တော့ပြောလို့ရတယ်ပေါ့လေအဲ့တော့ထိတဲ့အချိန်ကလည်းကျွန်တော်ထင်တော့ဟိုလောက်ပင်ထင်မယ်နော် မိနစ်60 90လောက်မှာဆိုတော့ဒါကိုတူးစီးနဲ့ပဲကန်ခဲ့တဲ့အနေဒါအရာတိုက်စစ်ပိုင်းကတော့အင်တာမီလန်အရင်ကြီးမကောင်းနေတာသိကြတယ်ဗျာနော်အဲ့တော့လက်ရှိလုံး90ဘောင်းဆိုကတည်းကအင်တာအနေနဲ့ကအရင်ကြီးနှလုံးမပြတ်နိုင်တော့ကြေးမျိုးဖြစ်ပါတယ်အဲ့တော့တစ်ဖက်က Fluminense Fluminense ကလက်ရှိဘရာဇီးဒီ Serie A မှာသူတို့လက်ရှိ current form အရာလဲကောင်းပါတယ်ဒါပေမဲ့ဒီသူတို့လီမာကိုပဲဘရာဇီးလီမာကိုပဲသူတို့အဲရှုံးပွဲလေးတွေအနှဲငယ်ကိုစီတော့ရှီထားတယ်ပေါ့လေနော်ဒါပေမဲ့လည်းဒီအာဒီအနေနဲ့ပြန်ကြည့်ရရင်တော့ဒီ FIFA Club World Club မှာ Dortmund အသင်းကိုတရီကန်ထားတယ်ဇီးဇီးနဲ့ကန်တယ်ဒီ Arsenal နော်ကိုရီးယားလားဂျပန်ကိုရီးယားအသင်းဖြစ်မယ်တယ်နော် Arsenal HG အသင်းကို4-2နဲ့နိုင်ထားတယ်နောက်ဆုံးပွဲမှာ Mamelodi South Africa အသင်းကိုဒါဇီးဇီးနဲ့ကန်ထားတယ်ဆိုတော့သူလည်းတိုက်စစ်အဲ့လောက်ကြီးတော့မဟုတ်နေဘူး Cancel Derby ပြီးရယ်ကန်တဲ့အသင်းမျိုးဖြစ်ပါတယ် Fluminense ကဆိုတော့ဂိုးပေါင်းကြီးကိုကြည့်ကြတဲ့ကနှလုံးကို40ရှုံးပြဆိုတော့40ရှုံးဆိုတဲ့အနေအထားမျိုးဟာဒီကြောင်နှစ်သင်းစလုံးအနေနဲ့နှလုံးရောက်ဖို့တော့တော်တော်လေးခဲယဉ်းမယ်ဆိုတော့ကြီးမျိုးဖြစ်ပါတယ်ဒါပေမဲ့ body jay ကတလုံး90ပေါင်ဖြစ်နေတယ်ဆိုတာတော်တော်လေး short ရှိတယ်ဗောနော်တလုံးနေ90ပဲ body စားမယ်အနေထားမှာနှလုံးနေ40ပဲရှုံးတော့မယ်ဆိုတော့နှလုံးနေပို့ပြီးတန်တဲ့အနေထားဖြစ်နေတယ်ဆိုတော့နှစ်သိန်းပေါင်းအောင်နှလုံးမရောက်နိုင်တဲ့အနေထားမျိုးမှာ inner body က body ကတလုံးနိုင်ရင်ကျွန်တော်90ပဲပြေးကျွေးတဲ့အနေထားအရာ body ပို့အောင်နိုင်ကြီးများနေတယ်လို့ဖြစ်နေတယ်ဆိုတော့ကြောက်တာကကျွန်တော်တို့အဲ1စီတစ်ပေါက်လောက်နဲ့အပေါ်အပေါ်နေမဲ့လူတွေရောအောက်နေမဲ့လူတွေရောအဲ့လိုမျိုး ကြားချသွားနိုင်တဲ့အနေထားပေါ့လေနော် 1C 2C ပြောချင်တာ 1C 2C နဲ့အဲ့လိုမျိုး body ရောဒီဒီကိုပေါင်းကြီးရောနှစ်ချောင်းလုံးရိုက်မဲ့လူတွေကိုဆွဲစားမဲ့အနေထားတော့ရှိနိုင်တယ်ပေါ့လေဆိုတော့နေရမဲ့အနေထားတော့ B-boy G အောက်ပဲဝင်မဲ့ game မျိုးဖြစ်ပါတယ်ဒါပေမဲ့ကိုပေါင်းကြီးနှလုံး30ရှုံးမှလေ body ကအရင်ကြီးမနေရဲပင်မဲ့တလုံး50ပေါင်းဆိုတော့ကိုပေါင်းကြီးအရလေ inter ပဲနေရမှာဖြစ်ပါတယ် body G အရပေါ့လေနော်စကြကြကြောင့် လက်ရှိဒီဘက်ကကျွန်တော်ထင်တော့ဇီဇီ1ဇီလောက်တော့1ဇီလောက်တော့ရောက်လောက်မယ်ထင်တယ်ဗျเนาะအဲ့တော့2ဇီရောက်ဖို့တော့တော်တော်လေးခင်းရင်ပါတယ်ဖလူမီနစ်ကိုရောက်ဖို့တော့တိတ်တော့ မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ဟိုကောက်ချက်ချရတယ်ဗောလေဆိုတော့လက်ရှိအနေအထားရနေမယ်ဆိုတော့ကျွန်တော်ဒီဘွဲလေးတော့ Inter Milan ပေါ်ကြီးကြိုက်ပါတယ် Go out ကြိုက်ပါတယ်เนาะအနေဆုံးနှစ်ကြောင်းနဲ့တစ်ကြောင်းတော့ AACC ဒီနေ့ဘွဲတော့ဝင်မယ်ထင်ပါတယ်เนาะ Inter Milan ပေါ်ကြီးပါ Inter Milan Go out ဖြစ်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော် Man City နဲ့ Al Ahly ပွဲဖြစ်ပါတယ်ဆောစောပြောခဲ့တဲ့အတိုင်း City ဟာလက်ရှိခြေစွမ်းတော်တော်လေးကောင်းတဲ့အနေအထားမျိုးမှာရောက်လာတယ်တစ်ဖက်က Al Ahly ကတော့တိုက်စင်မှု Mitrovic မရှိတဲ့အနေအထားမှာ Leonardo နဲ့ပဲပွဲပွဲထွက်မဲ့အနေအထားမျိုးအရအရန်ကြီးတော့တိုက်စစ်ကမျောလင်းလို့တော့မရဘူးဆိုတော့ body G အရနှလုံးကို90ပေါင်း ပေးထားတယ်ကိုပေါင်းကြီးက၃လုံးကို90ရှုံးဝင်းကျင်ပေးထားတယ်ဆိုတော့တေချာတာတကူကတော့ CD အနေနဲ့ individual CD ဘက်ကကြီးပဲအနေဆုံးနှစ်ခုအထက်သွင်းမဲ့အနေအထားမျိုးမှာရှိနိုင်တယ်ဆိုတော့ Aheli ကိုရမရက၃လုံး90ရှုံးနဲ့တိုင်းတာမယ်ဆိုရင်တော့ Aheli ဒီဘွဲကတေချာပေါက် 900နိုင်ကြီးပိုများတယ်ဗျဒီနှစ်သိန်း2012မှာတခါတွေ့ဘူးတယ်အဲတော့ကမန်စီးတီးကနှလုံး50ရှုံးအထိပေးခဲ့တာ1စီးနဲ့ကျွန်တော်တို့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့အခုနှလုံး50ပေါင်းအရာအနှိမ့်ငယ်လေးတော့ပျော့တယ်ဆိုပေမဲ့စီးတီးကဒီနေ့ပွဲမှာခံစစ်ပိတ်ဆော်မလားတိုက်စစ်ဖွင့်ဆော်မလားစဉ်းစားနေရရှိတယ်ဝိုင်းတဲ့အသင်းကို FIFA World Cup မှာ2စီးနဲ့ကန်တယ်အဲ အဲအိမ်အသင်းကိုစစ်စည်းနဲ့ကလင်းရှိနှစ်ပွဲလုံးယူထားပြီးတော့ဂျူဗင်နက်စ်ဘွဲရောက်ခါမှာ2-5ကန်ထားတယ်ဆိုတော့ဂျူဗင်ဟာအဲ့လောက်ကြီးတော့ဟိုတိုက်စစ်ပိုင်းကောင်းတဲ့အသင်းမျိုးမဟုတ်ဘူးဒါပေမဲ့အဲ့ပွဲမှာ၅ခုအထိတိုက်ခဲ့တဲ့အနေအထားမျိုးမှာအဲဟီလီလိုဖွင့်ဆော့တဲ့အသင်းမျိုးနဲ့တွေ့ရင်တေချာပေါ့ဒီဘွဲကဇုံဘောဝင်သွားနိုင်တဲ့အနေအထားမှာရှိပါတယ်အဲဟီလီရဲ့လက်ရှိအားနည်းချက်ကဒီဒီတိုက်စစ်ပိုင်းအားနည်းခြင်းနဲ့ ခံစစ်ကလည်းအရင်ကြီးမလုံးတဲ့အနေဒါပေါ့လေဒါပေမဲ့ဒီရာသီကန်ခဲ့တဲ့ဖီဘာဘောကွက်၃ပွဲလုံးတော့ရှုံးပွဲမရှိတာဘူး Real Madrid အသင်းကို1-1ဆိုတဲ့ရလနဲ့ကန်ထားပါတယ်ဆဲဘတ်အသင်းကို0-0နဲ့ကန်ထားတယ်ပါချူကာအသင်းကို2-0ဆိုတော့တောက်လျှောက်နောက်ဆုံး၅ပွဲဆက်ဂိုးအောင်ထားတဲ့အနေဒါလေးသွားတွေ့ရတယ်ဆိုတော့နည်းနည်းလေးတော့ဂိုးပေါင်းကြီးက၃လုံး90ရှုံးပေးထားတဲ့အနေဒါအရာအဲလီခံစစ်ပိတ်ဆော်မှလေးတော့အနေငယ်လေးတော့ကြောက်တယ်ဗျဒါပေမဲ့ဒီအစဉ်နဲ့ဒီအစဉ်ပေးထားတဲ့အနေဒါအရာကတော့ဇုံဘော်လေးကနှစ်ချောင်းတော့တစ်ချောင်းဝင်မဲ့အနေဒါမျိုးဖြစ်ပါတယ်ဆိုတော့နေမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲလေးတော့ ဲဂိုးဘော်လေးတော့ပူကြိုက်တယ်ပေါ့နော်ဒါပေမဲ့လည်းအဟေလီရဲ့တိုက်စစ်ကအနှဲငယ်လေးအားနည်းမြားဖြစ်တဲ့အတွက်နေမန်ဆိုတော့ဟိုဘယ်လိုပြောမလဲဇုံဘော်ပဲကပြီးနေရမယ်အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ CD ဘော်ဒီကြိုက်ပါတယ် CD ဂိုးဘော်ပူကြိုက်တယ်ပေါ့လीနော်အဲ့တော့အဲ့နှစ်ချောင်းထဲမှာတော့ကျွန်တော်ဒီနေ့အဲ့ဒါလေးရွေးချယ်ထားပါတယ် brother ကဘယ်လိုမျိုးမြင်လဲပေါ့လीနော်ကျန်တာကဟိုကမရှိဘူးနော်ဒီနေ့ concave ပွဲမရှိပါဘူးနော်ကျွန်တော်ချက် show လိုက်အောင်မပြ တခြားက brand ရှိမယ်ဗျာနော် Sandyford Norway ပွဲရှိမယ်ဗျာပြီး Sweden ပွဲရှိမယ်ဒီကြား Kitan တို့ပါလို့နော်မရှိဘူးဗျာနော်တခြားဟာမရှိပါဘူးဒီနေ့က Concaf ပွဲနားပါတယ်နော်ကျွန်တော် Brazil B ဆိုတော့ B ဆိုတော့ကျွန်တော်ကြော်လိုက်ပါတယ်နော် Serie A ဟိုပါလို့ League 1လောက်ပဲကျွန်တော်ကြည့်တာဆိုတော့လေနော်အော်ဒီနေ့ကတော့ဒီနှစ်ပွဲပဲကျွန်တော်ဒီဒီလောက်နဲ့ပဲရန်နာလိုက်ပြစီ Brandry နော်ကျွန်တော်တော့ကျွန်တော်နည်းနည်းလေးပွဲတိတ်မရှိတဲ့အတွက်ဒီနေ့ကတော့ဒီလောက်ပါပဲနော် brother blue tin လေ brother ကိုလေးမင်္ဂလာပါကိုကြည်မင်္ဂလာပါရံမင်းမင်္ဂလာပါဗျာ အဲကျော်လင်း1500မင်္ဂလာပါ cherry မင်္ဂလာပါကျော်ကျော်မင်္ဂလာပါကုတ်ကြီးမင်္ဂလာပါအဲဘယ်ပါလဲအဲတိန်ဟန်မင်္ဂလာပါမင်းနိုင်မင်္ဂလာပါ leo star boy ရှိ star boy မရှိသေးဘူး brother ကြီးအဲ့လောက်ကြီးမကြိုက်လို့ပါနော် quarter final ရောက်ရင်တော့ star boy ရှိနိုင်ပါတယ်နော်အခုလောလောဆယ်ကတော့လက်ရှိအနေအထားကတော့မကြိုက်သေးဘူးဗျနော်မကြိုက်သေးဘူးအရင်ကြီးမကြိုက်ဘူးဗျအဲ inter 3z ဖြစ်နိုင်လားအဲ inter 3z တော့ ကျွန်တော်တော့မတင်ဘူးပြတူးစီးလောက်ပဲအလွန်ဆုံးသွားမယ်ထင်တယ်ဒါပေမဲ့1စီးတော့တေချာတလောက်ရှိတယ်ပြတိလားဟိုတလုံး90ပေါင်းပဲပေးထားတဲ့အနေထားအရာပေါ့လीနော်တော့ဒီလိုအနေဒီလိုကြီးမျိုးဒီလိုအစင်မျိုးကတော့အဲဒီကြောင်းနဲ့တော့မရိုက်တင်ဘူးလို့ပဲမြင်တာပဲပေါ့လीနော်ပုံမှန်အားဖြင့်ကတော့ကျွန်တော်ဟိုတပွဲမှာအဲ့လိုမျိုးခွရိုက်ဖို့ဟိုတိုက်တွန်းနေတယ်မှာမပွားပါဘူးဒါပေမဲ့ဒီလိုမျိုးကြီးအရာကတော့ဆော့မယ်ဆိုရင်တော့မှအဲ့လိုနည်းနည်းရှော့ပြီးတော့ခွဲပြီး ပုံပုံလိုက်တာပိုကောင်းမယ်လို့ယူဆပါတယ်เนาะ G ရပါဘူးเนาะနှလုံး90ပေါ့မှာနှလုံး30ရှုံဖြစ်တာကြောင့်နည်းနည်းလေး risk များသော G ဖြစ်ပါတယ်ဒီနေ့ဆော့ရင်တော့တတိဓာတ်ဆော့ကြပါเนาะโอเคပါကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေ့ live လေးကတော့ဒီလောက်နဲ့ပဲရန်သားပြစီညီကိုရိုကြီးเนาะဒါဒီနေ့ G ရ brother တွေ share ပြ brother တွေ comment ပြ brother တွေတောက်ချင်းတိုင်းကျေးဇူးများအိတ်တင်ပါတယ်ဗျမင်္ဂလာဆောင်ညလေးဖြစ်ပါစေဗျ good luck ပါဗျ